နော်ကဲလူကြီးမိဘဆရာသမားစီမှာမိษွေအပေါင်းအသင်းစီမှာစတဲ့ဖြစ်ပေါ့တနေရရမှာငွေကြေးအကူအညီပဲဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ်လူမှုရေးအကူအညီပဲဖြစ်ဖြစ်ဂျာမားရေးစီးပွားရေးအကူအညီပဲပညာရေးအကူအညီပဲဖြစ်ဖြစ်စတဲ့ဖြစ်အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာရွတ်ရမယ်ကံပိဒအတန်တဲ့ကဲအတန်ကလည်းနည်းရည်ကျင်စရာလိုလိုပဲအလွန်အလွန်ဆိုပြီးရွတ်ရမှာဖြစ်ပါတယ်အလွန်အလွန် A L O N ပေါ့နော် အလွန်အလွန် အဲ့အလွန်အလွန်ဆိုတာနှလုံးတွဲကိုတခေါက်ပေါ့နော်ဘယ်နှကြိမ်ရုပ်ရမလဲဆိုတော့28ခေါက်အလွန်အလွန်တခေါက်အလွန်အလွန်နှစ်ခေါက်အလွန်အလွန်သုံးခေါက်အလွန်အလွန်လေးခေါက်အဲ့ဒါမျိုး28ခေါက်ရုပ်ရမှာဖြစ်ပါတယ်ဆိုတော့ဘာမှလည်းခက်ရခဲ့ကြတော့မဟုတ်ပါဘူးသို့တော့အန်အောစရာကောင်းတော့အစွမ်းထက်ပါတယ်ဒီဂမ်ဘီရအတန်လေးတွေရဲ့အစွမ်းကိုကိုယ်တိုင်အကျိုးထူးမှုတဲ့မိတ်ဆွေများလဲအများကြီးရှိမှာပါနော်အဲ့တော့ အခုအညီလိုအပ်တဲ့အခါမှာရုပ်ဖို့ကအလွန်အလွန်28ခေါက်ရုပ်မယ်ပြီးမှကိုကူညီလိုချင်တဲ့ကိစ္စကိုဆူတောင်းမှုဖြစ်ပါတယ်ဆူတောင်းတော့အရေးကြီးတယ်နော်ကိုကိုအခုညီတောင်းနေတဲ့အခုညီရချင်တဲ့ကိစ္စကိုတကယ်စိတ်အာရုံနဲ့မှမြင်ရောက်ပြီးတော့ဘယ်ကိစ္စ အနေနဲ့ရရကရွှေစကားမိတ်ဆွေပြိတ္တအားလုံးကိုစိတ်နှဖျားကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်မှုနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျူပါနာမှုနိုင်ကြပါစေ။ဘေးပြာအပေါင်းကနေဝေးကွာအောင်လဲပဲကိုစီကိုစီရွက်ဆောင်တော်မှုနိုင်ကြပါစေလို့မြတ်တာဘုရားနှုတ်ခွန်းဆက်သားလိုက်ပါတယ်ခင်ဗျာ။2025ခုဂျွန်လအတွက်ကလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ကဲဂျွန်လဆိုတာကျွန်တော်မြန်မာတို့အတွက် ရွှေမိုးငွေမိုးယူအားသုံးဖြိုးတဲ့ကာလဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်အဘမင်းသိန်ခါရဲ့ကဲမွေးလအခါသမယားလည်းဖြစ်ပါတယ်ခမရေဦးစွာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအားလုံးမတူးမဆိုးအရေးကြုံရင်ကြုံတယ်လို့ကိုတိုင်ကိုကြအလွယ်တကူအသုံးချလို့ရနိုင်မယ်ဂမ်ဘီယာလက်ဆောင်စကားလေးပါလိုက်ချင်ပါတယ်ကျွန်တော်တို့ဗမင်းနေခါကျွန်တော်တို့အသင်ပေးသွားတဲ့ပညာတွေထဲမှာအင်မတန်မှလွယ်ကူပြီးတော့အံ့ဩစရာကောင်းလောက်အောင်အစွမ်းထက်တဲ့ ဂံဗီရအတန်တွေဆိုတာရှိပါတယ်။ဥမာဆိုပါတော့ငွေကြီးကိစ္စအတွက်ဆိုရင် train car train car ဆိုတာကိုယူရတယ်။ပစ္စည်းတစ်ခုခုပျောက်လို့ရှာခြင်းရယ်။ယာနိုးယာနိုးဆိုတာယူရတယ်ဆိုတာမျိုးလေးတွေကျွန်တော်တို့မနှုံးမရကြနဲ့မလေးတင်ဆက်ဘူးတယ်။ကဲ line ပေါ်မှာလည်းပဲကျွန်တော်တို့စာနဲ့ no video file နဲ့ရေးကြပြောကြဘူးတယ်ပေါ့။အခုပြောချင်တာကတော့တစုံတယောက်စီမှာတစုံတရာသွားပြီးတော့အခုအညီတောင်းဖို့လိုအပ်တဲ့အခါမှာ အဆင်ပြေဖို့ပေါ့နော်ကလူကြီးမိဘဆရာသမားစီမှာမိတ်ဆွေအပေါင်းအသင်းစီမှာစတဲ့ဖြစ်ပေါ့တနေရရာမှာငွေကြေးအကူအညီပဲဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ်လူမှုရေးအကူအညီပဲဖြစ်ဖြစ်ဂျာမားရေးစီးပွားရေးအကူအညီပဲပညာရေးအကူအညီပဲဖြစ်ဖြစ်စတဲ့ဖြစ်အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာရွတ်ရမယ်ကံပိဒအတန်တဲ့ကဲအတန်ကလည်းနည်းနည်းကြီးကျင်စရာလိုလိုပဲအလွန်အလွန်ဆိုပြီးရွတ်ရမှာဖြစ်ပါတယ်အလွန်အလွန် A L O N ပေါ့နော် အလွန်အလွန် အဲ့အလွန်အလွန်ဆိုတာနှလုံးတွဲကိုတစ်ခေါက်ပေါ့နော်ဘယ်နှကြိမ်ရောက်ရမလဲဆိုတော့28ခါအလွန်အလွန်တစ်ခေါက်အလွန်အလွန်နှစ်ခေါက်အလွန်အလွန်သုံးခေါက်အလွန်အလွန်လေးခေါက်အဲ့ဒါမျိုး28ခေါက်ရောက်ရမှာဖြစ်ပါတယ်ဆိုတော့ဘာမှလည်းခက်ရခဲ့တဲ့တော့မဟုတ်ပါဘူးသို့တော့အံ့ဩစရာကောင်းတော့အစွမ်းထက်ပါတယ်ဒီဂမ်ဘီရာအတန်လေးတွေရဲ့အစွမ်းကိုကိုယ်တိုင်အကျိုးထူးမှုတဲ့မိတ်ဆွေများလဲအများကြီးရှိမှာပါနော်အဲ့တော့ အကူအညီလိုအပ်တဲ့အခါမှာရုပ်ဖို့ကအလွန်အလွန်28ခေါက်ရုပ်မယ်ပြီးမှကို့ကူညီလိုချင်တဲ့ကိစ္စကိုဆူတောင်းမှုဖြစ်ပါတယ်ဆူတောင်းတော့အရေးကြီးတယ်နော်ကိုကိုအကူအညီတောင်းချင်တဲ့အကူအညီရချင်တဲ့ကိစ္စကိုတကယ်စိတ်အာရုံနဲ့မှမြင်ရောက်ပြီးတော့ဘယ်ကိစ္စမှာဘယ်သူဘယ်သူကဘယ်လိုဘယ်လိုကူညီပါစေဘယ်လိုဘယ်လိုပံ့ပိုးပါစေဘယ်လိုအကူအညီကောင်းရပါစေဘယ်သူဘယ်သူတွေကမနှောက်ယှက်ပါစေနဲ့အဲနော်ဘယ်လိုအခြေအနေကောင်းတွေကြုံပါစေ ဘလို့ဘလို့အခြေအနေတွေမကြုံပါစေနဲ့စသဖြင့်အသေးစိတ်ပြည့်စုံအောင်ဆူတောင်းဖို့ဖြစ်ပါတယ်နော်အဲ့တော့ကိုယ်ဆူတောင်းကမပြည့်စုံရင်တော့ရေရာကစွန့်ညင်တောင်မှပဲဘယ်နေရာလာပြီးဘလို့စွန့်မှမသိတဲ့အတွက်ရွာကျွတ်နတ်မှာမဟုတ်ပါဘူးဒါကြောင့်ပြောရမယ်ဆိုရင်တော့ရေရာတဲ့ဆူတောင်းကအရေးကြီးတယ်နော်ဆူတောင်းကအရေးကြီးတယ်ဆူတောင်းဆိုတာကိုယ်လိမ့်စာလိုပဲပေါ့ဟုတ်လားဟာပတ်စံလိုချင်လို့ပါဆိုပြီးတော့မှကျွန်တော်စီလာဖို့ပေးပါဆိုအဲ့ကျွန်တော်ကဘယ်သူဘယ်နေရာလိုက်ဖို့အမှန်မသိရင်ဘယ်လိုလာဖို့အမှန်မသိပါဘူး အတိမှမဟုတ်ဘူးအဲ့တော့အတိအကျလမ်းညွှန်ဖို့လိုအပ်တယ်လို့မျိုးဆူတောင်းလဲအတိအကျဆူတောင်းမှုဖြစ်ပါတယ်အဲ့ဒီအတိုင်းတော့ထပ်ခါတဲလဲလဲလုံထင်တာလို့ရအောင်အရေးကြီးရင်ကြည့်တယ်လို့ဘယ်နေ့ဘယ်အချိန်မဆိုဘယ်နေရာပဲရောက်ရောက်အခုအရေးကြီးရင်ကုလို့လို့ရပြီအခုညီလိုအပ်ရင် alone 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 နေဆက်ရခောက်ယွဆူတောင်းကဲအဲ့ဒါလေးပြုလုပ်ပြီးတော့ကျွန်တော်မိတ်ဆွေများကံရဲ့အပမိုးရရှိကြပါစေ ိုလည်းစူးစမ်းရရှိတယ်တော့စူးစမ်းမှာပေါ့ဒါလေးကကံရဲ့အပန့်ပိုးဖြစ်စီပါလိမ့်မယ်လို့ကံပီတာလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျဒီလိုကိမျိုးကိုဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်ကံထူးတဲ့အချိန် ကျောင်းသားစကားနဲ့ပြောရရင်တော့အောက်မှတ်မြတာမကနော်အောက်မှတ်မြတာမကဂုံလူထွက်အောင်ကောင်းတဲ့အခြေဗီရင်ဆရာပြောတိုင်းဟာကျလောင်းဆိုပြီးတော့မဖြစ်ဘူးပေါ့နော်ကိုယ့်ဘက်ကကြိုးစားနေဖြစ်မယ်လို့ပြောတာအဲ့တော့ကံကြမ္မာရွှေမိုးငွေမိုးကတော့ရွာပြီကိုယ့်ဘက်ကအယမီကြိုးစားပြီတော့လို့တိုက်တွန်းဟောကြားလိုက်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာစက်တူတွဲပြီးလုပ်မဲ့ကိစ္စတွေစာချုပ်စာတမ်းချုပ်ဆိုလုပ်ကိုင်မဲ့လုပ်ငန်းမျိုးတွေကောင်းတယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရတတ်တယ်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတင်ကြားရေးတင်ယူရေးတင်တန်းကြောင်းကိစ္စတွေ ်င်တာပြူရှောက်လွားဝင်ခွင့်အဲ့ဒါလိုကိစ္စမျိုးတွေနောက်မြေကိစ္စဖုန်းကိစ္စအမွေကိစ္စပြိဘောကပေပြောင်းပန်းပရိန်ပကြီးပဘူးအဲ့ဒါလိုလုပ်ငန်းမျိုးတွေပညာရက်ဆိုင်ရာလုပ်ငန်းမျိုးတွေပညာရှင်ဖြစ်တဲ့ရက်တည်နေသောမိတ်ဆွေများအလွန်ကောင်းသောအချိန်တော့ရောက်ပါပြီဒီကိန်းမျိုးမှာမိမိဥဆောင်ပတ်သက်ပြီးတော့အလှူမင်္ဂလာပွဲလမ်းတပင်းတွေလောက်ရတတ်တယ်။တံပိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်းနိုင်တတ်တယ်။ဖျားဘူးခကြီးအကျိုးထူးမဲ့ခကြီးဝန်တာစရာခကြီးတွေလည်းတော့ရတတ်တယ်။သတိပြုစရာက ဒါသမီးအောက်လငယ်သားအလုပ်သမားကိစ္စနည်းနည်းလေးစိတ်ရှုပ်ရတတ်တယ်။နောက်ကို့အတွက်အလွန်ကောင်းပေမဲ့ဆွေမျိုးရင်းမိတ်ဆွေရင်းလုပ်ဖို့ကံပြတ်တို့တော့နည်းနည်းလေးပူပင်တော့ကလေးဒီမြရတတ်ပါတယ်။ကတလူကိမျိုးမှာတိုင်းလာသားသမီးတွေကံရဲ့အပမို့ရဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ်မော်ရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ။မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဘာပဲရောင်းရင်ရောင်းရင် ဆိုင်ခင်းပြီးရောင်းတာပဲဖြစ်ဖြစ်အိမ်ရောင်းချိုင်ရောင်းကားရောင်းငွားရောင်းကြားရောင်းငားရောင်းပဲဖြစ်ဖြစ်တည့်ရောင်းဝဲရောင်းဆက်ရောင်းပဲဖြစ်ဖြစ်ဆိုင်ငန်းရောင်းနေတာပဲဖြစ်ဖြစ်နောက်ဘာလုပ်ငန်းမဲ့လုပ်လို့မိမိတို့ရဲ့လုပ်ငန်းသုံးပစ္စည်းတွေကိုဇွန်လေးတစ်ချောင်းဓမင်းစားတဲ့ဇွန်လေးတစ်ချောင်းနဲ့ပြင်တော်တဲ့ဇွန်လေးနဲ့တို့ပြီးခောက်ပြီးတော့ဆူတောင်းမှာဒီနေ့ကိုအတွက်ဒီလိုလာမျိုးမှာဒီလိုကိန်းမျိုးမှာကိုအတွက်ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဟာလာဈေးစကားတွေတတ်မှတ်မယ်အချိန်အချက်ဘယ်နေ့ဘယ်နာရီတတ်မှတ်မယ်ဆိုရင် တကနန်းငါးကနန်းနေဟာကိုအတွက်ကံကောင်းလက်ရှင်စေပါလိမ့်မယ်ကဲဒီလိုကိမျိုးမှာဒိုင်းလာသားသမီးတွေကံရဲ့အပါမှုရရှိစေဖို့ဆိုရင်ဆပ်ပြာကဲဆပ်ပြာအတုံးရှိတယ်အခဲရှိတယ်နော်အမုံရှိတယ်အေးရှိတယ်အထုပ်ရှိတယ်ဘူးရှိတယ်အစင်ပြေသလိုဆပ်ပြာလိုအပ်တဲ့နေရာမှာတင့်တော်သလိုမိမိတိုင်တိုင်းနဲ့မိမိအစင်ပြေသလိုလှူဒန်းပြီးတော့ဒိုင်းလာသားသမီးမိတ်ဆွေများကံပွင့်ကံမြင့်ကြပါစေကံညာဝရိယ၃ချက်လုံးအကောင်းအောင်လဲဂျိုပန်တော်မူနိုင်ကြပါသည်ခင်ဗျာ